ဆယ်တွေရဲ့နှမောင်းကြီးတွေဟာတို့တို့အတွက်တော့ဂျလိုအသုံးဝင်ပါတယ်။ဒရိတ်ဆန်တွေအကြားထဲမှာခန္ဓာကိုယ်အစိပ်ပိုင်းတွေကိုအကောင်းဆုံးအသုံးချနိုင်တဲ့သူတွေဆိုရင်တော့ဆင်နေပါပဲ။တို့ရဲ့အလွန်ရှည်လျားပြီးခိုင်ခန့်တဲ့နှမောင်းကြီးတွေဟာတို့တို့အတွက်တော့ဒရိုလေးကိုအသုံးဝင်ပါတယ်။ ရေတောင်းချင်တဲ့အခါမှာရေကုန်နှမောင်းနီးရနေဖောက်ထုတ်နိုင်တယ်လို့တည့်ရွက်အတည့်ရွက်တို့လည်းသူတို့ရဲ့နှမောင်းနဲ့ပဲအလွယ်တကူခွေးယူစားတောင်းနိုင်ကြတာပါဇေဝင်စားစရာကောင်းတဲ့အချက်ကတော့စေရနှမောင်းရှိကြီးတွေထဲမှာသွေးကြောပေါင်း400ကျော်ရှိရဆိုတာပါပဲအဲဒါကြောင့်မဲသူတို့ဟာဒီအင်အားကြီးတဲ့ခန္ဓာကိုယ်တစ်ခုလုံးကိုတိကျတဲ့ထိန်းချုပ်မှုတွေနဲ့အသုံးချနိုင်တာပါသူတို့အတွက်မလွယ်ကူတဲ့အခြေအနေတွေမှာဆွေးနွေမှဒီနှမောင်းရှည်ကြီးတွေကိုအခြားကူဖြစ်တဲ့အသုံးပြုနိုင်ကြပါတယ်။တချို့အခြေအနေတွေမှာဆွေးနွေတော့သူတို့ရဲ့နှမောင်းတွေပဲတခြားစံပေါက်လေးတွေကိုရင်းနဲ့ပတ်ဖြန်းပြီးတော့သူတို့ချင်းချင်းစော်ကစ ားဓာရီရောမှပြုလုပ်နိုင်ကြပါတယ်။တဘာဝရဲ့သွေးသားဖြစ်တဲ့ဆင်တွေရဲ့ဒီနမောင်းကြီးရီယာဆိုရင်တော့စိတ်ဝင်စားဖွယ်အကြောင်းအရာတစ်ခုဖြစ်နေပြီးလူသားတွေအတွက်တောင်မှအထောက်အကူဖြစ်နိုင်တဲ့ဤပညာတွေးခေါ်တွေကိုပေါ်ပေါက်လာစေနိုင်ပါတယ်။ဆင်တကောင်ရဲ့နမောင်းရှိကြီးအားသူတို့အတွက်တော့လွယ်ကူရိုးရှင်းတဲ့ကိုယ်အင်္ဂါစိတ်ပိုင်းတစ်ခုဖြစ်ကတက်ရှိတက်တော်တကောင်အတွက်အားသာချက်အပြည့်နဲ့ဘဝတစ်ခုကိုပေးဆွနိုင်တဲ့အစိတ်ပိုင်းတစ်ခုဆိုရင်လည်းမှားမပါဘူးရှင်။